ိမ်တိမ်ဘာလို့ဆင်းရဲရတာလဲအိမ်တိမ်ကိုဆင်းရဲစေတဲ့အချက်၅ချက်ရှိပါတယ်နံပါတ်၁ကတော့ခေါင်က မိုးမလုံတဲ့အိမ်အိမ်တိမ်မှာခေါင်က မိုးမလုံရင် မိုးယူမယ်ဒုက္ခရောက်မယ်ဒီတဘောအတိုင်းမှာပဲခေါင်နဲ့တူတဲ့မိဘအကြီးအကဲတွေအတုံးမကြတဲ့အိမ်ဟာလဲဆင်းရဲမှာပဲအဖေလှုပ်တဲ့သူကအရက်ကလေးတမျက်မျက်နဲ့စိန်ကြနေမယ်အမေလှုပ်တဲ့သူကနှလုံးသုံးလုံးတွက်ပြီး ထိုးခွက်ရှာနေမယ်ဆိုရင်တော့တေးကြပါတယ်အဲ့ဒီအိမ်မှမမွေးရင်ဘယ်အိမ်မှမွေးမှမဟုတ်တော့ပါဘူးနံပါတ်2ကတော့မိဖို့ကြောင့်မလုံတဲ့အိမ်ငွေထွက်ပေါက်အစမိဖို့ကြောင့်ကလို့ဆိုရတယ်အိမ်တဲ့အိမ်မှာငွေထွက်အများဆုံးနေရာကမိဖို့ကြောင့်ပါပဲစားဝတ်နေရီ၃ပါးမှလည်းအစားကထိတ်ဆုံးနေရာမှာပါနေပါတယ်အဝိမရှိဘူးလားရှိတာလေးနဲ့လှောက်အောင်ဝတ်လို့ရပါတယ် နေတဲ့အိမ်ဘလောက်ပဲဆုပ်ဆုပ်ကြောတခင်းသာရှိရင်အဆင်ပြေပါတယ်ဒါပေမဲ့အစာမစားပဲကြတော့နေလို့မရဘူးလေဒီတော့မိဖို့ကြောင့်ကငွေအထွက်အများဆုံးနေရာဖြစ်နေတာမဆန်းပါဘူးဒီလိုငွေထွက်အများဆုံးနေရာဖြစ်တဲ့မိဖို့ကြောင့်ကိုတတိကျကျမစီမံမခန့်ကွဲနိုင်တဲ့အိမ်ဟာလဲဆင်းရဲနေအောင်ပါပဲနံပါတ်3ကတော့မိသားစုထဲမှာရေတာခိုအချောင်လိုက်နေတဲ့အိမ် ကျွန်တော်တို့အဖိုးအဖွားတွေခက်က အဖိုးတယောက်တည်းငွေရှာရုံနဲ့ကျန်တဲ့မိသားစုအလုံးစားလို့ရပါတယ်ဒီနေ့ကုံစည်နှုံးနဲ့ဆိုရင်တော့ဒီအကြောင်းတွေကယုံတန်းပုံမြင်နေဖြစ်ကုန်ပါပြီဒီနေ့ခက်မှာကတော့အိမ်ရှိတဲ့လူအကုန်လုံးအလုတ်ကိုစီထွက်လုံနေတာတော့မှစားဖို့လောင်းငှားဖို့မနေတုံဆွဲနေရတော့ခက်ပါဒီလိုခက်ကြီးထဲမှာကြီးကောင်ကြီးမားနဲ့မိဘလှူစားထိုင်စားနေတဲ့သူတွေ ညီကိုမွန်မတို့ရဲ့လှုပ်ရှားကိုအာမနာအတန်းစောင်းဝင်နေတဲ့သူတွေလက်ကျော်မတင်းသူတွေရှိနေတက်ပါတယ်ဒီလိုလူတွေရှိနေတဲ့အိမ်ဟာလဲချမ်းသာဖို့ခက်ခဲနေတက်ပါတယ်နံပါတ်၄ကတော့ညီကိုမွန်မတွေမညီညွတ်တဲ့အိမ်ညီကိုမွန်မတွေတော့ရှိကြပါရဲ့အလုပ်တွေလဲကိုစီကိုစီနဲ့ပါပဲဒါပေမဲ့တယောက်နဲ့တယောက်အမြဲတွက်ကအမြဲစကားတွေများ မျက်နှာချင်းဆိုင်လိုက်တာနဲ့တကြက်ကြက်ရင်ဖြစ်နေတဲ့အင်ဟာလဲတိုးတက်ဖို့မလွယ်ခဲ့ပါဘူးနံပါတ်5ကတော့အိမ်တွင်တခိုးတွေရှိနေတဲ့အိမ်ပါပဲကြောက်စရာအကောင်ဆုံးတခိုးတွေထဲမှာအိမ်တွင်တခိုးကအဆိုးဆုံးပါပဲအပြင်ကလာတဲ့တခိုးကတခါတလေမှာပဲတင့်အိမ်ကိုလက်ချောင်းမှဆိုပေမဲ့အိမ်တွင်တခိုးကတော့အချိန်ပြည့်ခိုးဖို့ချောင်းနေမှာပဲအလုံးမရှိအကင်မရှိ အမြဲငွေလိုနေတတ်တဲ့အိမ်သားတယောက်ဟာအိမ်တွင်တခိုးပါပဲအဲ့ဒီလူတွေဟာအလုတ်လဲလက်ကြောတင်းအောင်မလုတ်ချင်း အလုတ်မလုတ်တော့လဲဝင်ငွေကမရှိဝင်ငွေမရှိတော့လဲငွေလိုနေတဲ့အခါအိမ်မှာရှိတဲ့ပစ္စည်းတွေငွေလိုဘူးပဲဘယ်ဟာကိုအလစ်တောင်းရင် ကောင်းမလဲဘယ်ဟာကိုအပေါင်းဆိုင်ပို့ရင်ကောင်းမလဲအချိန်ပြည့်စောက်ကြည့်နေတဲ့ဒီလိုအိမ်တွင်တခိုးတွေရှိနေတဲ့အိမ်ဟာလဲစင်းရဲတွင်းထဲမှာအမြဲတမ်းနှစ်နေအောင်ပါပဲ မိတ်ဆွေတို့ရဲ့အိမ်တွေမှာလည်းဒီအချက်တွေဖြစ်နေရင်အမြန်ဆုံးအဖြစ်ရှာပြီးတိုင်ပင်ဆွေးနွေးပြီးတော့စီစီလုံးလုံးနေကြည့်ကြပါ မကြာခင်မှာမိတ်ဆွေတို့အိမ်ဟာလည်းချက်ချင်းဆိုသလို စီးပွားဒီလာခဲ့သူတိုးတက်စီလာမှာအမှန်ပါပဲအိမ်သားချင်းမရင်ညှို့လို့ပြဿနာတွေမိဖို့ကြောင့်မလုံလို့ပြဿနာတွေခေါင်က မိုးယူနေတဲ့ပြဿနာတွေကိုမိသားစု စီစီလုံးလုံးနဲ့ တေချာတိုင်မြင်ဆွေးနွေးပြီးတော့လောက်ကန်ကြည်ကြပါမိတ်ဆွေတို့အိမ်ဟာတနေ့မှစီးပွားရေးလူမှုရေးအားလုံးအဆင်ပြေချောမွေ့သွားစီမှာဧကန်မုတ်ချမလွဲပါဘူးယခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့အားလုံးလည်းအဆင်ပြေချောမွေ့သောဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ကြစေလို့ကျွန်တော်လင်းညိုကနေစွမှုကောင်းမြတ်တာပို့အပ်ပါတယ်ခင်ဗျာ